Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United နဲ့ Chelsea တို့ရဲ့ကြားထဲမှာ Christopher Nkunku နဲ့ဒီ Alejandro Garnacho အတွက်စကားပြောဆိုမှုတွေမျိုးရှိလာတော့မလားပေါ့နော်။ဒီနေရာမှာတက်လာတဲ့တင်ကအာ match log ကနေပြီးတော့ report လုပ်ထားတာပါ။ Chelsea နဲ့ Manchester United အသင်းတို့ကဒီ New Year ဒီမှာ Christopher Nkunku နဲ့ Garnacho တို့ရဲ့ဒီအပြောင်းရွှေ့တွေပေါ့နော်။အပြန်အလှန်ရောင်းချဖို့စဉ်းစားနေလျက်ရှိတယ်ပေါ့။ ကစားမနှစ်ဦးစလုံးကတော့မိမိတို့လက်ရှိအသင်းနေကိုစီတွေကနေပြီးတော့ထွက်ခွာခြင်းနေရတယ်။အန်ဂွန်ကူကချယ်ဆီကနေပြီးတော့လည်းကျွန်တော်ထွက်ခွာခြင်းနေ။နော်ကာနာချူကလည်းမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာခြင်းနေပေါ့ဗျာ။ဆိုတော့နှစ်သင်းကြားဓာတ်ရိုက်ဆွေးနွေးမှုတွေတော့လှုပ်ဆောင်ရခြင်းမရှိသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့ကပြိသက်တီအတူပါပေါ့နော်။ကိုလိုတကယ်စိတ်ပူစရာကောင်းတဲ့အပြောင်းရွှေ့ပါ။ဘာပူစရာလဲဆိုတော့အပြောင်းရွှေ့ဖြစ်သွားမှာစိတ်ပူရမယ့်အပြောင်းရွှေ့ အန်ကွန်ကူလိုကစားမမျိုးရဲ့အခြေအနေကိုယူနိုက်တက်ကဘယ်လိုမှရှေ့ဆက်ဖို့ကျွန်တော်မသိဘူးယူနိုက်တက်အနေနဲ့အဲ့လောက်ကြည့်တည်တော့မတုံးသင့်ဘူးပေါ့နော်ကျွန်တော်တို့အန်ကွန်ကူဆိုတာကကျွန်တော်အတင်းပေါ်မှာဘလို့မှအကျိုးပြုနိုင်မဲ့ကစားသမားမျိုးကျွန်တော်မဟုတ်ဘူးဗျာเนาะမဟုတ်ဘူးဒါအပြင်ကျွန်တော်တို့ဒီထက်တက်လာတဲ့အန်ကွန်ကူနဲ့တရင်က United အသင်းရဲ့ဘက်ကတော့ Chelsea တိုက်စင်မှု Chris Super အန်ကွန်ကူနဲ့ပတ်သက်လို့စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်ပေါ့တိုးတိုးလေးပဲလက်ရှိအချိန်မှာတရားဝင်ဆွေးနွေးတာတွေစတင်ထားခြင်းဘာမှမရှိသေးဘူး United အနေနဲ့တရားဝင်ကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်ခြင်းရှိမလားဆိုတာလည်းမသေချာဘူးပေါ့နော်။အန်ဂွန်ကတော့ Chelsea မှာ injury ပြဿနာတွေနော်ပွဲထွက်ခွင့်နည်းပါးတဲ့ပြဿနာတွေတည်းကအသင်းကနေပြီးတော့သူထွက်ခွာခြင်းနေတယ်။အဲဆိုတော့ဒါကြောင့်ပေါ့နော်လက်ရှိမှာ United ကိုပြောင်းရွှေ့ဖို့ကလည်းဖြစ်ကောင်းဖြစ်လာနေတယ်။သို့တော့ United ဘက်ကတော့ဘာမှတရားဝင်ကြိုးပမ်းလာတာမရှိသေးဘူးပေါ့။ဒါပြောချင်တာကရှစ်ဆက်ဖို့မသိတဲ့အပြောင်းရွှေ့တွေထဲမှာ Christopher Angungu ရဲ့အပြောင်းရွှေ့ကျွန်တော်ထိတ်ဆုံးကပါတယ်။ကျွန်တော်နားမလည်ဘူးပြသည်လားအသင်းဘက်က ဘာကိုကြည့်ပြီးတော့အန်ကွန်ကူကိုကျွန်တော်ကာနာချိုနဲ့အပြောင်းလဲလုပ်ဖို့ကျွန်တော်ကြိုးပမ်းတယ်လေဘာကိုကြည့်ပြီးတော့အန်ကွန်ကူကိုခေါ်ဖို့ကျွန်တော်ကြိုးပမ်းတယ်လေနံပါတ်1ပြောကြည့်ဗျာခရစ်စတိုဘန်အန်ကွန်ကူမှာခေါ်ခြင်းစရာကောင်းတဲ့ဟာဘာရှိလဲချဲစီကိုပြောင်းလာတဲ့ကျွန်တော်နှစ်တီကာလာအတော်တွင်မှာပွဲကစားခွင့်ဆိုတာမင်းပွဲ20ရောပြည့်ရလားမသိဘူးဒါနှစ်ချီနော်ပွဲ20ရောပြည့်ရလားဗျာပြီးလို့ရှိရင်ပွဲထွက်ခွင့်ဘဏ္ဍာကာဒီကောင်ရတယ်ပရီးမီးယားလိမှာပွဲပွဲထွက်ခွင့်ဒီကောင်ဘဏ္ဍာဘဏ္ဍာပွဲရတယ်နော်ပရီးမီးယားလိမှာအတွင်းကိုဘဏ္ဍာပွဲအတွင်းထားလဲ ဟုတ်တယ်မလားเนาะသူစွမ်းဆောင်ရေးချယ်ဆီမှာပါလဲเนาะပြီးရဲ့ပဲကျွန်တော်တို့အနေနဲ့ဒီ injury ပြဿနာတွေဘာတွေနဲ့တစ်ချိန်လုံးလုံးပန်းနေရတဲ့ကစားမကိုအသင်းဘက်ကခေါ်ဖို့ကြိုးပမ်းနေတာအံ့ဩစရာကိုအံ့ဩလုံးလုံးကိုမစုံဘူးအသင်းကပေါ့နော်ကျွန်တော်နှစ်တိုင်းအဲ့လိုတွေဖြစ်နေတာသူများအသင်းမှာအတုံးမကြတော့ပါဘူးဆိုတဲ့ကစားမတွေသူများအသင်းကလည်းရောင်းဖို့ကြိုးပမ်းနေတဲ့ကစားမတွေအဲ့ဒီ company ကိုအမြဲတမ်းခေါ်ဖို့လုပ်တာအမြဲတမ်းခေါ်ဖို့လုပ်တယ်ဘာလဲကျွန်တော်နားမလည်ဘူးသိလားသူများအသင်းကြီးခေါ်တယ်ဆိုလို့ရှိရင်ဗျာ တကယ်ကစားမကောင်းနေကြီးပဲသူ့ကသူအမှန်ကန်ခေါ်ကြတာကိုတင်းကအူနာဂျူးကန်ညီခွာခေါ်ဖို့လုပ်နေတာမေဆန်မောက်နဲ့ညီကျွန်တော်နေတဲ့ချဲစီမှာကျွန်တော်တို့ဘောနော်လက်လွတ်လိုက်တင်နေပြီချဲစီနဲ့အပြောင်းအရွှေ့လှုပ်လှုပ်တာတွေကမေဆန်မောက်တို့ကလည်းကျွန်တော်တို့ဘောနော်ဟိုယူနိုက်တက်ကိုရောက်မလာခင်စာချုပ်တက်တန်းကျွန်တော်တို့ကတစ်နှစ်ပဲကျင်တော့တယ်ကစားမကဟိုဘယ်လိုပြောမလို့အဲ့ဒီမတိုင်ခင်ကလည်းအင်ဂျူဒီတင်တဲ့ကြီးလုံးမန်းနေရတာအဲ့ဒါကိုပဲတန်း90ပြီးခေါ်သေးတာအခုလည်းပဲကျွန်တော်အန်ကွန်ကူကိုကျွန်တော်ခေါ်ဖို့လုပ်နေတယ် စုံစမ်းနေတယ်ဒါအတိတ်ပဲမရှိဘူးပြဒီလိုကစားမဘက်ကိုလှည့်စရာကိုအကြောင်းမရှိဘူးချဲစီကဒီကစားမကိုရောင်းပြီးတော့ငွေရှာဖို့သူတို့လုပ်နေတာနောက်ထပ်ကစားမတွေထပ်ခေါ်ဖို့ကိုတင်းကချဲစီအပြောင်းအရွှေ့အလုပ်လုပ်ရဖို့အတွက်သွားပြီးတော့ထောက်ပံ့တယ်လို့ဖြစ်နေမှာဒီကောင်ဘာမှမဆောက်သုံးကြတဲ့ကစားမမှာမဟုတ်တာမင်းအတင်းအခေါ်အောင်ကကိုတင်းကတိုက်စစ်တိုင်ပက်နေလို့မှနောက်ထပ်ပူကောင်းတဲ့ကစားမတယောက်ကိုခေါ်ဖို့ကျွန်တော်ကြိုးပမ်းတာဗျဒီအသုံးမကျတဲ့ကစားမတယောက်ကိုကျွန်တော်ခေါ်ပြီးတော့ဘာဆက်လုပ်မလဲဘာဆက်လုပ်မလဲဟုတ်တယ်မလားเนาะအန်ကူကူအသင်းပေါ်မှာအကျိုးပြုနိုင်တာဘာရှိမလဲဘာမှမရှိဘူး ပိုဆိုးတာကပိုက်ဆင်ရနိုင်ဂိမ်းရှိတဲ့ဂါနာချူရဲ့အပြောင်းအရွှေ့နဲ့ချယ်ဆီကလည်းဂါနာချူနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ယူနိုက်တက်ကလည်းအန်ဂူဂူနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ဆိုတဲ့သဘောမျိုးလာဖြစ်နေတာအတိတ်ပဲမရှိဘူးဗျာဒီလားနော်ဆိုတော့ဂါနာချူရဲ့အပြောင်းအရွှေ့မှာပေါင်သန်း40တန်း60ဒါမျိုးရအောင်ကျွန်တော်ကရောင်းရမှာချယ်ဆီမှမဟုတ်ဘူးတခြားဘဲကလက်တီမဲ့ဖြစ်ဖြစ်ရောင်းရမှာခရစ်စတိုဘန်အန်ဂူဂူနဲ့ငါတို့နဲ့လဲမယ်ဟေ့ဆိုတဲ့ပုံစံမျိုးတွတ်လို့မရဘူးအတင်းဟာတော်တော်ကိုတုံးအားလွန်းနေအန်ဂူဂူရောက်လာရင်ကောဒီကောင်ပင်နီယာကစားမလဲ နော်ဘယ်နေရာကစားမလဲဆိုတော့မင်းအရန်ကုန်မဲရှိမှာပေါ့နော်မင်းအရန်ကုန်ရှိမဲဂျင်ကန်းဒီမှာကျွန်တော်တို့ရှိမဲနော်ပြီးရင်ဟိုဆေးရုံမှာကျွန်တော်တို့ရှိမဲဒါပဲနော်ကွင်းထဲမှာတော့ကစားနိုင်မှာမဟုတ်ဘူးတချိန်လုံးတန်ရန်ရနေတာလေဘလို့မှ300ရဲ့ကစားမှာမဟုတ်တာ300ရင်ချယ်ဆီကဘလို့ရောင်းကျင်မှာတော့နော် live site ကနေမှာ ZGB ခေါ်ထားတဲ့ကောင်ဗျာ300ရလို့ရောင်းတော့နေလို့လားကိုကဘာလို့ခေါ်ဘူးကျူပန်းမှာအတင်းဘက်ကအလုပ်လုပ်တာတော်တော်ကညံ့နေတယ်မှကျွန်တော်တို့ပါတယ်ဆိုတော့ဂါနာချိုရဲ့အပြောင်းရွှေ့ကိုဟိုဒီလိုမျိုးအလဲအလှယ်မဖြစ်တည်မှုဆိုတာကငွေရအောင်လို့ပဲ ငွေရမှကျွန်တော်ကတိုက်စစ်ပိုင်းမှာအများကြီးပူကောင်းတဲ့ကစားမကိုခေါ်နိုင်မှာကနာချူရဲ့အပြောင်းရွှေ့ကိုကနာချူတီးတန့်ကြည့်ပဲကျွန်တော်ရောင်းချသင့်တယ်ဘယ်အပြောင်းရွှေ့နဲ့မှကျွန်တော်မရောသင့်ဘူးအဲ့ဒါပြီးပြီဆိုမှအသင်းအနေနဲ့အဲ့ဒီကနာချူကိုရောင်းလို့ရတဲ့ငွေနဲ့ကျွန်တော်ဘယ်နော်ပြန်ပြီးတော့တိုက်စစ်မှုတယောက်ခေါ်တာမျိုးတွေဘာတွေလုပ်နော်အစဉ်ပြေတယ်ဆိုလို့ချင်းနောက်ထပ်ကစားမတွေထက်ရောက်ကွင်းလေတွေဘာတွေအစားထိုးဖို့ကျွန်တော်လုပ်ဒါမျိုးတွေကြိုးပမ်းမှာဗျာမေဆန်မောင်းရှိရဲ့အံပူမိုးရှိရဲ့ကုညာရှိမယ်ဟိုအံပူမိုးရောက်လာတယ်မှာနော်ကုညာရှိမယ် နော်ဆိုတော့ဒီကစားမတွေနေရာကိုကျွန်တော်ဘယ်သူကကြော်ပြီးတော့နေရာရမလဲအန်ကွန်ကူလာဘလို့ကစားလို့ရမှာလဲတိုက်စစ်မှုစစ်စစ်ဖြစ်ကစားအောင်ကလည်းဒီကောင်ဘာမှမအသုံးကြတဲ့ကောင်မှမဟုတ်တာနောက်ကြောင့်အသင်းအနေနဲ့ဂါနာချူနဲ့အန်ကွန်ကူရဲ့အပြောင်းရွှေ့ကိုကျွန်တော်တို့ကလုံးဝရက်လိုက်သင့်ပြီရှစ်လဲဆက်ဖို့မကြိုးပမ်းသင့်ဘူးအခုမှတော့တရားဝင်အသင်းဘက်ကအန်ကွန်ကူနဲ့ပတ်သက်လို့ဆွေးနွေးနေတာတွေဘာတွေမရှိသေးဘူးလို့ပြောထားတယ်ကောင်းတယ်ဒါပေမဲ့ရှစ်ဆက်ဖို့မကြိုးပမ်းသင့်တယ်လို့အဆကလေးကမဆခဲ့ရမှာ အခုတော့ဒီအပြောင်းအရွှေ့ကဘာတွေဆက်ပြီးတော့ကျွန်တော်ဖြစ်လာအောင်မယ်မသိဘူး။အသင်းဟာတော်တော်ကိုတုံးတဲ့အသင်းတွေမှာပါတယ်။အလုတ်လုတ်တာတအားညံ့တဲ့အသင်းတွေမှာကိုကျွန်တော်ပါတယ်နော်။အဲ့တော့ညီကတို့ရောဘလူးမင်းညလေဒီအပြောင်းအရွှေ့ဖြစ်မလာပါစေနဲ့လို့ကိုကျွန်တော်ဆုတောင်းတယ်မှန်တယ်ပြောရင်နော်ဖြစ်လာဖို့တော့လမ်းတော့ရှိတယ်လို့ကျွန်တော်မထင်ဘူး။ကာနာချူကိုရောင်းမယ်ဆိုရင်တော့မှတီးတဲ့တခြားကလပ်တင်တခုကိုပဲရောင်းပြီးတော့ငွေရဖို့ကျွန်တော်မျှော်လင့်နေနော်။ဆိုတော့ညီကတို့ရောဆွေးနွေးကြပါအောင်။ဆိုတော့ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့ကြိုးပမ်းတင်တယ်လို့ထင်ကြလား။ကျွန်တော်တော့အဲ့လောက်ထိဟိုဟာဖြစ်တဲ့လူတွေကိုယ်ထဲမှာပါလိမ့်မယ်လို့မထင်ဘူး။ ည်ရှိပါပြီတဲ့ညီကိုများလုံးကိုချစ်သီးများကြီးတို့ပါတဲ့